ဒီပွဲလေးမှာဆိုလို့ရှိရင်တော့ Kia ကထူးထူးခြားခြားအနေနဲ့ special cashback တွေပေးတယ်။ဒါအပြင်ကိုကျွန်တော်တို့ HP plan ဆိုလို့ရှိရင်လည်းအရင်တော့က30%ပေးရကနေမှအခု20%ကို၅နှစ်ရကျတဲ့ရောင်းချပေးတာကိုတွေ့ရတယ်ကြာ။မင်္ဂလာပါဗျာ။ကျွန်တော်အခု YCC မှာကျင်းပပြုလုပ်နေတဲ့ Asia Expo 2025ပွဲလေးမှာဝင်ရောက်ပြသနေတဲ့ Kia ရဲ့ဘူးကိုရောက်ရှိနေရမှာဖြစ်ပါတယ်။အဲဒီတစ်ခေါက် Kia ကတော့ Kia EV only ကိုပဲဝင်ရောက်ပြသထားတာတွေ့ရတယ်။ဘယ်ကားလေးလဲဆိုတော့ EV3 ရှိမယ်၊ EV6 ရှိမယ်၊ EV5 ဆိုပြီးတော့ EV ကား၃စီးကိုပြသထားတာတွေ့ရပါတယ်ကြာ။အဲ့တော့ကားလေးတစ်ချက်ကြည့်ရအောင်။ ဲ့ဒီကားလေးကတော့သူရဲ့ segment ဆိုလို့ရှိရင် compact crossover SUV ဖြစ်တယ်ပေါ့နော်အဲ့ပြီးရင်သူရဲ့ driving range ဆိုလို့ရှိရင်လည်း WLTP နဲ့ဥမာ65 km တည်းရှိမယ် battery capacity ဆိုလို့ရှိရင်လည်း81.4 kWh ရှိပြီးတော့သူရဲ့ maximum speed ကလည်း180 km/h တိရှိတယ်ပေါ့နော်အဲဒီကားလေးကိုတော့ကျွန်တော် test ride လုပ်ပြီးသွားပြီ test ride လုပ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒီကားလေးကတော်တော်လေးကို driving feeling မှာအယမ်းမိုက်တဲ့ကားလေးဖြစ်တယ်ဘေး quality ကော design ပိုင်းရောဘာမှပြောစရာမလိုတဲ့အနေထားလေးမှာရှိတယ် ဒီနေ့ပွဲလေးမှာဆိုလို့ရှိရင်ဒီကားလေးကိုဝယ်ယူမယ်ဆိုလို့ရှိရင်ဘာတွေရရှိမှာလဲဆိုတော့ special cash back တွေရရှိမယ်ပြီးလို့ရှိရင်ကျွန်တော်အိမ်မှာပဲတက်တောက်တက်တာအားသွင်းဖို့အတွက်ကို level 27 kW charger လေးရရှိမယ်ဒါအပြင်ကိုမှဒီကားနဲ့သက်ဆိုင်တဲ့ accessory လည်းပေးသွားမှာဖြစ်ပါတယ်ကြာဒီနေ့ပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်အရေးကြအစီအစဉ်ကဘာရှိမလဲဆိုတော့20% down payment ပေးပြီးတော့ကြံငွေကို9နှစ်အရေးကြနဲ့လည်းဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ကြာအဲ့တော့ကျွန်တော်ဟိုဘက်ဆက်ကြည့်အောင်ကဲဒါလေးကတော့လူငယ်တွေအကြိုက်တွေ့နေတဲ့ Kia ရဲ့ EV6 ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် ီကားလေးကိုဘာလို့လူငယ်တွေကအကြိုက်တွေ့လဲဆိုတော့သူ့ရဲ့ဒီဇိုင်းပိုင်းကြောင့်ပဲသူ့ရဲ့ဒီဇိုင်းပိုင်းက sporty look ကိုတော်တော်လေးဖြစ်တယ်ပြီးတော့ဒီကားလေးက dual motor ဖြစ်တာဖြစ်တဲ့အတွက်အစွဲအယုံကအရန်ကောင်းတော့လူငယ်တွေပေါ့နော် sport type ကြိုက်တဲ့လူငယ်တွေဆိုလို့ရှိရင်တော်တော်လေးအကြိုက်တွေ့မဲ့ကားလေးဖြစ်တယ်ဒီကားလေးက driving range ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုတော့490 km တိရှိတယ် battery capacity ဆိုလို့ရှိရင်89.4 kWh ရှိပြီးတော့သူ့ရဲ့ maximum speed က188 km/h တိရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲလေးမှာဒီကားကိုဝယ်ယူမယ်ဆိုလို့ရှိရင်ဘာတွေရရှိနိုင်မလဲဆိုတော့ပထမတစ်ချက်က special cashback တွေရရှိမယ်ဒုတိယတစ်ချက်ကကျွန်တော်အိမ်မှာပဲအေးစေးစေးအားသွင်းနိုင်မယ် level 2 7 kW charger ရရှိမယ်နောက်ထပ်ထူးခြားတာက1 year insurance free ရရှိမယ်နောက်ပြီးလို့ရှိရင်ဘာတွေရရှိအောင်လဲဆိုတော့ကျွန်တော်တို့ဒီပေါ်တော့ Korea နိုင်ငံကိုသွားရောက်နိုင်မယ်အခွင့်အရေးလည်းရရှိမယ်အပြင်ကိုဒီကားရဲ့ accessory ကိုပါရရှိမှာဖြစ်ပါတယ်ဒီကားလေးကိုအရေးကြမ်းတဲ့ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းကနဦးက20%တောင်းပေးမှပေးမယ်ပြီးလို့ရှိရင်ကြံငွေကို9နှစ်အရေးကြမ်းတဲ့ရောင်းချနိုင်မှာပါဖြစ်ပါတယ်ကြာဘုဖက်မှာ e-file လေးရှိသေးတယ်တစ်ချက်တော့ကြည့်အောင်ကဲ နောက်ထပ်တစည်းကတော့ကားကြီးမှကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ Kia ရဲ့ EV5 ကိုမှ GT line ကားလေးရှိပါတယ်ဗျာ။အဲဒီကားလေးအကြောင်းကိုတော့ကျွန်တော် review ကြိုက်ထားဆိုတော့အသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် just right page မှာဝင်ပြီးတော့ကြည့်လို့ရတယ်။အဲဒီကားလေးကဆိုလို့ရှိရင် driving rate အနေနဲ့ဆိုလို့ရှိရင်ဘလောက်ရလဲဆိုတော့ကျွန်တော် WLTP နဲ့ဥမာ900 km တိရှိမယ်။ပြီးတော့ဒီကောင်လေးက dual motor ဖြစ်မယ်။ ဘက်ထရီကပါစီတီဆိုလို့ရှိရင်လည်း88.1 kWh ရှိပြီးတော့ maximum speed က185 km/hr ထိရှိတဲ့ကားလေးတစ်စီးဖြစ်ပါတယ်ဒီကားလေးကတော့ထူးခြားချက်တွေအများကြီးတဲ့ကားလေးဖြစ်တယ်နောက်ဘက်မှာဆိုလို့ရှိရင်လည်း cargo space ကကျယ်ကျယ်ဝန်းရှိတဲ့ V2 ကဆိုလို့ရှိရင်လည်း inside V2 တွေ outside V2 တွေတဲ့အတွင်းပိုင်းဆိုလို့ရှိရင်လည်းတော်တော်လေး great ကြီးတဲ့ကားလေးတစ်စီးလို့ပြောရင်မမှားဘူးပေါ့နော်အဲ့တော့ဒီကားလေးအကြောင်းအသေးစိတ်ကိုတော့ကျွန်တော် just right ပြမှာတင်ပြသားဆိုတော့အများကြီးထပ်မပြောတော့ဘူးဒီနေ့ပွဲလေးမှာဝယ်ယူမယ်ဆိုလို့ရှိရင်ဒီကားလေးကိုဝယ်ယူဘာလို့ရရှိမှာလဲဆိုတော့ပထမတစ်ချက်က special cashback တွေရရှိမယ် ဒုတိယတစ်ချက်ကဘာရမလဲဆိုတော့ level 2ချချအောင်မှာ7 kW နဲ့ရမယ်တတိယတစ်ချက်အနေနဲ့ဆိုလို့ရှိရင်ဒီကားရဲ့ accessory ကိုရနိုင်မဲ့အပြင်မှာ HP နဲ့ Virgin နဲ့ဆိုလို့ရှိရင်လည်း20% down payment ပေးပြီးတော့ကြံငွေကို9နှစ်အရေးကြနဲ့ရောင်းချပေးမဲ့အစီအစဉ်တွေလည်းရှိပါသေးတယ်ဗျာ ကီယာမြန်မာရဲ့ showroom ကိုအရင်ကပိုင်ဖျားလာမပေါ်မှာဖွင့်လှစ်ထားရမှာအခုဆိုလို့ရှိရင် customer တွေပုံမှန်ကောင်းမွန်စွာလေ့လာနိုင်ဖို့အတွက်အမှတ်44ပြည်လမ်းမယန်းကုန်းမှာပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဆိုတဲ့အကြောင်းကိုလည်းဒီနေရာလေးကနေသတင်းကောင်းပလိုက်ပါတယ်ဗျာဒီပွဲလေးမှာဆိုလို့ရှိရင်တော့ကီယာကထူးထူးခြားခြားအနေနဲ့ special cashback တွေပေးတယ်ဒါအပြင်ကိုကျွန်တော်တို့ HP plan ဆိုလို့ရှိရင်လည်းအရင်တော့က30%ပေးရကနေမှာအခု20%ကို၅နှစ်ရကျတဲ့ရောင်းချပေးတာကိုတွေ့ရတယ်ဗျာဒီပွဲလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့စက်တင်ဘာ26 29 28 3ရက်မှာ YCC မှာကျင်းပပြုလုပ်နေရဖြစ်တဲ့အတွက် ိတ်ဝင်စားရဆိုလို့ရှိရင်လာရောက်လေးလာလာဖို့တော့ကိုလည်းဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်တို့နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just right ကတချုံးပါ